မြန်မာနိုင်ငံမှာနိုင်ငံရေးစိတ်သက်နိုးကြားလာစေဖို့အတွက်နိုင်ငံသူနိုင်ငံသားတွေကို ပထမဦးဆုံးမျက်စိဖွင့်နားဖွင့်ပေးခဲ့တဲ့ပုံကိုကြီးတယောက်မြန်မာနိုင်ငံမှာနိုင်ငံရေးနဲ့ပထမဦးဆုံးအကျိုးထခံရတဲ့ရဟန်းတစ်ပါးလွတ်လပ်တဲ့နိုင်ငံအများအပြားကိုတွားရောက်လေ့လာပြီးတော့ဘာသာစကားကိုမျိုးပြောတတ်တဲ့ရခိုင်ဆရာတော်တစ်ပါးဆရာတော်ရဲ့နာမည်ကတော့ဆရာတော်အရှင်ဦးဥဒ္ဓမပဲဖြစ်ပါတယ်ဆရာတော်အရှင်ဦးဥဒ္ဓမကို1889ခုနှစ်ရခိုင်ပြည်နယ်စစ်တွေမြို့မှာ အဖေဦးစားများနဲ့အမေတော်အောင်ကြွားဖြူတို့ကမွေးဖွားခဲ့တာပါ။ဇီယာတို့ရဲ့ငယ်နမေမှာပေါ်ထွန်းအောင်ဖြစ်ပြီးတော့မွေးချင်း၃ယောက်ထဲမှာအကြီးဆုံးသားဖြစ်ပါလိမ့်။ပေါ်ထွန်းအောင်ကအသက်၉နှစ်အရွယ်ကိုရောက်လာတဲ့အခါမှာတော့ညီဖြစ်သူကျော်ထွန်းအောင်နဲ့အတူတူအင်္ဂလိပ်စာသင်ရင်းလို့ဆိုပြီးတော့မိဘတွေထံမှာပူဇော်တဲ့အခါမှာမရတဲ့အတွက်ညီကို၂ယောက်ဟာအိမ်ကနေထွက်ပြေးခဲ့ပြီးတဲ့နောက်မှာပဲမိဘတွေက အင်္ဂလိပ်မြန်မာနှစ်ဘာသာကျောင်းကိုပို့ဆောင်ပေးခဲ့ကြပါလိမ့်။ ဒီလိုနဲ့ကြောင်းနေပြီးတော့နှစ်နှစ်ခန့်ကြာလာတဲ့ခါမှာဘော်ထွန်းအောင်ကပြစ်စမာတန်းကိုရောက်ရှိနေပြီးတော့အတန်းနေဆောင်မွေးပွဲမှာဒုရီယာစုကိုရရှိခဲ့တဲ့အခါလေးဝမ်တာပျော်ရှင်မှုမရှိခဲ့ပေနဲ့ညီဖြစ်သူကျော်ထွန်းအောင်ကိုခေါ်ကာစေတွေမျိုးကကန်နာလန်းကိုထွက်သွားခဲ့ကြပြီးတော့ရရှိလာတဲ့ဒုရီယာစုကိုချိုးဖဲ့ဆုပ်ဖြဲပစ်ခါကလရန်မြစ်ထဲကိုပစ်ချခဲ့ပါလေ။ပြီးရင်ပေါ်ထွန်းအောင်ကညီဖြစ်သူကိုစုယူမယ်ဆိုရင်ပထမစုကိုသာယူဒုရီယာစုတတိယစုဝေကိုမယူနဲ့လို့လေပြောခဲ့ပူပါလေ။ ော်ထွန်းအောင်ကတိုင်းတစ်ပါးမှာပညာသင်လို့စိတ်ရှိခဲ့ပြီမေအဖေနဲ့အမေဖြစ်သူတို့ကမလွတ်တာကိုသိရတဲ့အတွက်တနေ့ကျရင်အိမ်ကထွက်ပြေးပြီးတော့နိုင်ငံသားမှာပညာသင်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်အဲဒီလိုထွက်ပြေးဖို့အတွက်လေငွေလိုတာကြောင့်မလို့ဦးကြီးတယောက်နဲ့ဈေးဆိုင်မှာကူညီလောက်ကိုင်းရင်းနဲ့ငွေတွေကိုစုဆောင်းခဲ့ပါတယ်ဒါပေမဲ့ပေါ်ထုံးအောင်ကကြံရွယ်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာတော့ဦးကြီးထံမှလည်းမနေဘဲနဲ့မိဘအင်ကိုလည်းမပြန်တော့ပါဘူး။အဲဒါနဲ့သူကစစ်တွေမျိုးကရွှေစီတီကျောင်းကဆီရော်ထံမှနေပြီးတော့ပညာတွေကိုသင်ယူခဲ့ပါတယ် ဒီလိုနဲ့ပေါ်ထွန်းအောင်တယောက်အသက်16နှစ်အရွယ်မှာတော့မိဘတွေကရှင်သာမဏေဝတ်ပေးခဲ့တဲ့အတွက်ရှင်ဥဒ္ဓမဖြစ်လာခဲ့ပါသည်။အဲဒီနောက်တော့ရှင်ဥဒ္ဓမဟာနတ်နေကျေပြန့်တဲ့ပိရကတ်စာပေတွေကိုသင်ပေးတဲ့ပခုတ်ကူစာသင်တိုက်ကြီးမှာပညာသင်ခြင်းနဲ့အတွက်ဇာတော်ဆရာတော်ကြီးဦးကန္နာနဲ့လိုက်ပါသွားခဲ့ပါသည်။တက်ပြီးတော့လည်းအရှင်ဦးဥဒ္ဓမဟာတောင်ငူကရှင်သာမဏေစာပြန်ပွဲတစ်ခုမှာဝင်ရောက်ဖြေဆိုပြီးတော့ပထမရရှိတဲ့အခါမှာဂျန်သာတဲ့ရှမ်းအမျိုးသမီးတူကဦးဥဒ္ဓမကိုဒါအဖြစ်မွေးစားကာ အိန္ဒိယနိုင်ငံကလကတ္တာမြို့ကိုပို့ပြီးတော့ပညာသင်ကြားစေခဲ့ပါသည်အဲဒီကလကတ္တာမှာလေ၃နှစ်ခန့်နေခဲ့ကာအင်္ဂလိပ်ဘာသာဆယ်တန်းအဆင့်ကို အောင်မြင်ခဲ့ပြီးတော့မြမပြည်ကို ပြန်လာကရဟန်းခံခဲ့ပါသည်ပြီးရင်ဆရာတော်ဦးဥဒမဟာယဟန်ဝင်းနေပြီကလကတာမြို့ကိုပြန်သွားတဲ့အခါမှာတော့အိန္ဒိယရဲ့နိုင်ငံရေးဟာတမျိုးတစ်ပုံပြောင်းလဲနေပြီးတော့အိန္ဒိယခေါင်းဆောင်တွေကလည်းလွတ်လပ်ရေးအတွက်လှုံ့ရှားနေခဲ့ကြပြီပဲဖြစ်ပါသည်အဲဒီအခါမှာလည်းဆရာတော်ဟာအိန္ဒိယနိုင်ငံရဲ့ဒုတိယအကြီးဆုံးဖြစ်တဲ့ ဟိန်းနူမဟာဆဖာအတင်းကြီးရဲ့ဥက္ကရာအဖြစ်ရွေးကောက်တင်ပြောင်းခြင်းခံခဲ့ရပါတယ်။ဒီလိုနဲ့ဆီရတော့ဟာအိန္ဒိယမှာရှင်းနစ်နေပြီးတော့ပြင်သစ်နိုင်ငံကိုပညာသင်သွားခဲ့ပါတယ်။အဲဒီလိုရောက်တဲ့